တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကန်အပ်ပါရခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ KN ညုကထိမ့်သိမ်းထားတဲ့ KN ညုကထိမ့်သိမ်းထားတဲ့ DKBA အဖွဲ့ဝင်တရားကြော်ကိုပြန်လဲလှုပ်ပေးခဲ့ မင်းလပန့်ဂျေးဝါအနီမှာစစ်တပ်နဲ့ KNU ကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး KNU ခေါင်းဆောင်ပိုင်းကကြားပြန့်လုပ်ငန်းများမှာပါဝင်ပတ်သက်နေတယ်လို့အကြံဖက်စော်မဲလုံးစွပ်စွဲတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ KNB နဲ့မြ ாவ ရီမျိုးနယ်မင်းလပန့်ဂျေးဝါမှာ KNU ကထိန်းသိမ်းထားတဲ့ဘူတကွားတိလက်အောက်ခံ DGB ရဲ့ဖွဲ့ဝင်တရားချော်ကိုပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ကရင်စရိတ်တရင်ရင်မြစ်ကပြောဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကမြ ாவ ရီမျိုးနယ်မင်းလပန့်ဂျေးဝါမှာ ခရမ်းညုံနဲ့စက်တက်ကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအချမ်းဘတ်စက်တက်ဘက်ကဗျူဟာမှုနိုင်လွင်ဦးဆောင်တဲ့တပ်များနဲ့ဒီကေဘီအမဆိုင်းကြော်လာဦးဆောင်တဲ့ဘူပေါင်းတပ်တွေဟာမင်းလက်ဖက်မှာရှိတဲ့ခရမ်းညုံတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒီကေဘီစခန်းကို KNU ကတင်ပိုက်နိုင်ခဲ့ပြီးဒီကေဘီတပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ KNU ကဖမ်းဆီးထိန်းသိမ်းထားတဲ့ဒီကေဘီဖွဲ့ဝင်100ကျော်ကို ဒီကေပီရဲ့ဌာနချုပ်ရှိတဲ့စုံစည်းမြန်ကိုပြန်လည်လွှဲပြောင်းပေးရလိုက်တယ်လို့သိရပါတယ်။လက်ရှိမှာကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပန့်ဂျေးဝါအနီးမှာဖြစ်ခတ်မှုတချို့ဖြစ်ပေါ်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလေးရဲနဲ့ဘုံကျဲချခဲ့ကြအောင်။ဒါပြင်မင်းလက်ပန့်ဂျေးဝါအနီးတောင်ရင်မြကန်ဘေးမှာဂျာဖျားနိုင်ငံသားသားရာပေါင်းများစွာတောင်းတင်းနေဆဲဖြစ်ကြအောင်သိရပါတယ်။အခုဒီမနက်ဆယ်နာရီခွဲလောက်မှာမြဝတီမြို့နယ်ဂျာဖျားဆိုင်တွေဘက်ကိုလေးရဲနဲ့ဘုံလာကျဲသွားတယ်။အရင်နေရာတွေကထိတွေ့မှုဖြစ်တဲ့နေရာတွေပါ။ စတန်နဲ့ GNL တက်တီကမင်းလက်ပံအင်ဂျင်မြိုင်ထီးမဲ့ဝါခိရွာချားမှာတိုက်ပွဲတွေပြင်းထန်နေတော့မယ်စတက်ကလေးချောင်းကနေတက်ခိုက်ပါတယ်ဒရုန်းတွေနဲ့ဘုံတွေကျဲတယ်လို့ KNC ရဲ့သတင်းရေးမြစ်ကပြောပါတယ်လက်ရှိမှာဂျားပြန့်လုံယုံအများစုဟာရန်နာနေပြီးနေရပြန့်ကြတဲ့မြန်မာဂျားပြန့်လုံသမားတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကအကြမ်းဖက်စတက်ကပြစ်ခတ်မှုတွေလုံဆောင်ခဲ့ရမှာလေးဦးခန့်တည်ဆုံးခဲ့ကြောင်းဒီထက်မှာဒဏ်ရာရရှိသူတချို့လည်းရှိကြောင်းသိရပါတယ် ဒါပြန်ဂျာတစ်ဖက်မှာလည်းစတက်လောက်ခန့် BGM မှာဇော်ချဲတူရဲ့ချလင်းမြိုင်ကုမ္ပဏီကစတင်အကောင့်ထဲပေါ်ခဲ့တဲ့ရွှေခုတ်ကိုစီမံကိန်းကို KNU ကလုံဆောင်တယ်လို့အကြမ်းဖက်စတက်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကစွပ်စွဲပြီးတော့ဂျာပြန်လုပ်ငန်းတွေမှာ KNU ခေါင်းဆောင်ပိုင်းပါဝင်ပတ်သက်နေတယ်လို့ဒီကနေ့ဝါဒဖြန့်ချီလိုက်ပါတယ်2015ခုနှစ်မှာ NCA တနိုင်ငံလုံးအပြည့်ရဲ့သဘောတူစာချုပ်ကိုကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတယ် DKBA, KNU, KNLA, PC ကရန်ညူတို့ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးတော့မဲမီတည်ငြိမ်မှုရှိလာတာနဲ့အမျှဒေတာပွင့်ပြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်းအရင်းနောက်2016ခုနှစ်မှာကရန်ညူတမခွန်နယ်မြေထဲမှာရွှေခိုးကိုစူမန်ကိန်းကိုစတင်ခဲ့ကြောင်း2019ခုနှစ်တွင်ကြောက်ခက်ဂျီဝါမှာကြောက်ခက် Garden Resort လောင်ကစားရုံစူမန်ကိန်းနဲ့2020ပြည့်နှစ်နှစ်ဦးပိုင်းမှာတမအချောက်နယ်မြေမေထော်တလေးဒေတာမှာ GK ပတ်စူမန်ကိန်းတွေကိုစတင်လှုပ်ဆောင်ခဲ့ကြတယ်လို့အချမ်းပတ်စော်မဲလုံးကပြောဆိုပါတယ် ကေအန်ယူခေါင်းဆောင်ပိုင်းတွေအနေနဲ့လုံပိုင်ခွင့်ကိုတရားဥပဒေမဲ့အသုံးချကာနိုင်ငံပိုင်မြေတွေကိုနှိရှေစာချုပ်ချုပ်ပြီးတော့ပြည်ပနိုင်ငံသားတွေကိုငှားရမ်းတာတရားမဝင်လောင်းကစားလုပ်ငန်းတွေအပါအဝင်ဒူစရိုက်လုပ်ငန်းတွေကိုအခါချင်းငွေယူပြီးတော့အကာအကွယ်ပေးတာတွေလှုံ့ဆော်ခဲ့ကြတာဖြစ်ပါလိမ့်အခုဒီနိုင်ငံမြေမှာခြေချလာတဲ့ပြည်ပနိုင်ငံသားတွေအများစုကကမ္ဘောဒီးယားနိုင်ငံကကာစီနိုလောင်းကစားမျိုးဖြစ်တဲ့ဒီဟာနုပေကနေပြောင်းရွှေ့လာကြတာဖြစ်ပါတယ်လို့အကြမ်းဖက်ဆော်မဲလုံးကပြောပါတယ်အဲဒီနောက်မှာရွှေကုတ်ကိုစီမံကိန်းကို မြန်မာရာထိုက်ရွှေကောကိုထူးစီပွားရေးဆောင်စီမံကိန်းဖြင့်ရာထိုက် International Holding Group နဲ့ချစ်လင်းမြိုင်ကုမ္ပဏီတို့ကပူးပေါင်းလှုပ်ဆောင်ကြောင်းရွှေကောကိုစီမံကိန်းတစ်ခုတည်းသာနိုင်ငံတော်သို့တစ်စိတ်တစ်ပိုင်းတင်ပြပြီးကြောက်ခတ်နဲ့ KK ပတ်စားတဲ့စီမံကိန်းတွေကိုလုံးဝမတင်ပြခဲ့ကြောင်းမြ ாரி မျိုးနဲ့ကြောက်ခတ်ကြီးဝါမှာကြောက်ခတ် Garden Resort လောင်ကစားရုံစီမံကိန်းကို DKBA မှဗိုလ်မှူးချုပ်ဆိုင်းကျော်လာက2019ခုနှစ်မှာစတင်ခဲ့ကြောင်းအရင်နောက်2019ခုနှစ်နိုဝင်ဘာလမှာ ထိုင်းနိုင်ငံအခြေစိုက်ထိုင်းချန်ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးတော့အွန်လိုင်းလိမ့်တဲ့လောင်စာမှုလုပ်ငန်းများကိုဒိုးချဲ့လောက်ကင်ခဲ့တယ်လို့ဇော်မဲလုံးကပြောပါတယ်။အဲဒီမှာ KK ပတ်စီမံကိန်းကိုတော့ KN ညရဲ့မူလအိအလင်းကုမ္ပဏီနဲ့ဟွာညာပြပြဆိုင်ရာဈေးပွားရေးလုပ်ငန်းစုလောက်ကထိုင်းနိုင်ငံအခြေစိုက် Trans Asia International Holding Group တို့က2000ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းမှာသဘောတူစာချုပ်ချုပ်ပြီးစတင်လုပ်ဆောင်ခဲ့ကြောင်းမူလအိအလင်းဘက်ကအတိတ်တည်းတွေဖြစ်လက်ရှိ KN ဥက္ကဋ္ဌဇောကွယ်ထူးဝင်းနဲ့ ခရိုင်ညူကဝရေးဌာနအကြီးကဲစောတော်ကြခင်တို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားကြောင်းမူလဲ့ဤအလင်းကုမ္ပဏီကို KNL စူးစီးချုပ်အစင်းရှိတဲ့ဇော်ချောင်းနီရဲ့တာအကြီးဆုံးဇော်တို့ဇိုးကျော်နီကပိုင်းဆိုင်တာဖြစ်ပြီးတော့မြေမာလူယုံဇော်ဝင်းကျော်နဲ့ဇော်ချောသူတို့ကလောက်ကိုက်နေတယ်လို့ဇော်မင်းတုံးကပြောပါတယ်တပတ်မှာ KNL ညူကတော့ဂျာပြန်လိမ့်လဲမှုလုပ်ငန်းတွေအားလုံးကိုဖြည့်ရှင်းရတော့ခိုင်မာပေါင်းဆက်ထားတဲ့နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း KNL ညူကဂျာပြန်ခြံဝင်းအတွင်းဂျန်ရှင်းနေသူများကိုဆက်လက်ဖော်ထုတ်ပြီးတော့ ရွေးချယ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်မှာဖြစ်ပေမဲ့ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့တပ်တွေထောက်ထားများစုဆောင်ခြင်းဟာဂရဟန်းညုတ်ရဲ့စွမ်းဆောင်ရည်ထက်ကျော်လွန်နေတယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါပြင်တင်ဆက်ရမိထားတဲ့ပစ္စည်းတွေအားလုံးကိုဂရဟန်းညုတ်နဲ့ဖူပေါင်းဆောင်ရွက်နေတယ်။အာဏာပိုင်များနဲ့စုံစမ်းရေးအဖွဲ့များထံသို့လွှဲပြောင်းပေးမှာဖြစ်ကြောင်းနန်းနဲ့ဆိုင်ဆိုင်အမြဲတွက်နေတယ်။အစင်းမြင့်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များကိုဖျက်ဆီးပြည့်ရန်ဂျိုးပန်းမှုတွေအောင်ခိုင်မာတဲ့ခေါင်းဆောင်မှုမရင်းရိုင်တဲ့ဂရီကဝက် ခိုင်မာသောနိုင်ငံများနဲ့ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြားခိုင်မာတဲ့ပူပေါင်းဆောင်ရွက်မှုတို့နဲ့တောင်အောင်မြင်နိုင်မှာဖြစ်ကြောင်းနိုင်ငံတကာပါဝင်မှုမရှိရင်ကဘာကိုချိန်ချောင်းနေတဲ့နိုင်ငံဖြတ်ကျော်ဂျာပြန့်လိမ့်လည်မှုတွေအတွက်ဇန်နမူနာပြအမှုဖြစ်တဲ့အဆိုပါဂျာပြန့်ဝင်းကိုစုံစမ်းစစ်ဆေးရန်အခွင့်အရေးစုံချုံစေမှာဖြစ်တယ်လို့ကရန်ညုကနိုင်ငံတကာကိုကူညီတောင်းခံပါတယ်လက်ရှိမှာကရန်ညုအနေနဲ့မိမိတို့အုပ်ချုပ်နေမြေမှာဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်နိုင်ငံပြကြော်ရာဇဝဲကွန်ရက်များကိုတိုက်ဖြတ်ရန် ဗရိပကားတန်ခံရသူများကိုကာကွယ်ရတယ်။နယ်စပ်တစ်လျှောက်လောက်ကိုင်းနေတဲ့နိုင်ငံတကာရာဇဝဲကွန်ရံများအတွက်ဒါဝင်ယူမှုကိုတေချာစေရန်ထိုင်းဆိုးရနဲ့တခြားသက်ဆိုင်ရာအာဏာပိုင်တွေအဖွဲ့အစည်းတွေနဲ့နှိကက်စွာပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒီတိတ်မျိုးဝဲမှာရှိတဲ့စတက်ကိတ်ကိုပြန်လဲတက်ခိုက်တိမ်ပိုက်လိုက်ပြီးစတုံးမန်နှစ်ဦးနဲ့အတူလက်နက်ခဲယမ်းတွေတင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်တိတိမျိုးအဝင်ဇိုင်းပုတ်ဦးနီးမှာရှိတဲ့အချမ်းဘတ်စတက်ကိတ်ကိုတင်ပိုက်ခဲ့ရမှာ စတုံးမှန်2ဦးနဲ့အတူလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့တယ်လို့ PDF ဆိုလန်းကထုတ်ပြန်ထားပါတယ်။ယမန်နေ့နိုဝင်ဘာလ29ရက်နေ့မနက်7:00နာရီခန့်ကဒီတိတ်မြို့အဝင်းမှာရှိတဲ့ကျိုးစိုးပါးဤဆိုတဲ့ဆိုင်းပုတ်ဝင်းဤမှာတက်ဆွဲထားတဲ့အကြံဖတ်စကားဆလောက်ခန့်ခါလိုက်ရ296တပ်သားတွေကိုချင်းကြီးနောင်တပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစတုံးမှန်2ဦးနဲ့အတူလက်နက်ခဲယမ်းတချို့တင်ဆက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာချင်းကြီးနောင်တပ်ဖွဲ့ဝင်များဘက်ကအထီးကိုင်းမရှိဘဲပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ လက်ရှိမှာအချမ်းဘက်စစ်တပ်ကဒီတိတ်မျိုးလူဝင်ထွက်ကိုထိန်းချုပ်နိုင်ရန်ဂျုံပန်းနေခြင်းဖြစ်ပြီးချင်းချင်းအောင်တပ်ဖွဲ့ကမျိုးဝင်ဂိတ်ကိုပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်တယ်လို့ PDF ဆိုလန်ကထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တတင်းကတော့တောင်တွင်ကြီးမျိုးနယ်ဝက်ကသေးတရာပေါ်လက်နက်ကရန်တင်ဆောင်လာတဲ့စကားတစီဒိမ့်မောက်ပြီးပောက်ဝဲကအချမ်းဘက်စစ်ခွေး၅កောင်တိုက်ဆုံးခဲ့တဲ့တတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းတောင်တွင်ကြီးမျိုးနယ်ဝက်ကသေးတရာပေါ်မှာ လက်နက်ခဲရန်တင်ဆောင်လာတဲ့စကားတစ်စီးဒိမ့်မောက်ပြီးပောက်ပွဲမှုဖြစ်ပွားခဲ့ကောင်အချမ်းဘတ်စစ်ခွေး9កောင်တိုက်ဆုံးခဲ့တယ်လို့ပုံနာဝရီတပ်ဖွဲ့တောင်တွင်းကြီးမှတာဝန်ရှိသူကပြောပါတယ်ယမန်နေ့နိုဝင်ဘာလ29ရက်နေ့မွန်လွဲ3:30မိနစ်ချိန်ကတောင်တွင်းကြီးမျိုးနဲ့ဝကသေးကြီးဝါရှေးဘက်မှာရှိတဲ့ဝကသေးတရားပေါ်မှာဝါရီတင်လာတဲ့ကားနဲ့လက်နက်ခဲရန်တင်ဆောင်လာတဲ့စကားတစ်စီးတို့ရင်တိုင်းမှုဖြစ်ပွားကောင်အချမ်းဘတ်စစ်ကဒိမ့်မောက်ခဲ့တယ်လို့သိရပါတယ်အဲဒီလိုဒိမ့်မောက်သွားပြီးတဲ့နောက်ခဏကြာမှာ အဲ့ဒီစကားပေါ်တင်လာတဲ့လက်နဲ့ခဲရန်တွေပောက်ခွဲမှုဖြစ်ပွားခဲ့ပြီးတော့ကားပေါ်လိုက်ပါလာတဲ့စခွေ၅ကောင်တိတ်ဆုံးကခုနှစ်ကောင်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပောက်ခွဲမှုတွင်ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့စစ်သားခုနှစ်ဦးကိုဗရက်ကျဲအတိုင်းနဲ့ဆေးရုံသို့ဖိုးဆောင်ထားကရေးပေါ်ကူးတာနေရပြီးတော့ဒဏ်ရာအခြေအနေအလွန်ပြင်းထန်တာကြောင့်တိတ်ဆုံးနိုင်တယ်လို့သိရပါတယ်။ဒေါင်ဝင်းကြီးမျိုးနယ်တွေကဝက်ကတိတရားပေါ်မှာလက်နဲ့ခဲရန်တင်ဆောင်လာတဲ့စခွေကားနဲ့ဝါးရီတင်လာတဲ့ကားနဲ့တိုက်မိတာလို့သိရတယ်။ အရေးမှာစခွေးကားကရှေးဘိန်းကျောထွက်ပြီးတိမ်းမောက်သွားတာအရေးလို့တိမ်းမောက်ပြီးတော့လက်နဲ့ခဲရန်တွေပောက်ခွဲတာကားပေါ်လိုက်ပါလာတဲ့စခွေး၅កောင်ပေးပါတယ်နောက်ပြီး၇កောင်ကတော့ပရက်ကျဲတိုင်းနဲ့ဈေးရုံမှာရေးပေါ်ကူးတာနေရတယ်အရေးမှာဒဏ်ရာပြင်းထန်လို့တေဆုံးနိုင်တယ်လို့သိရတယ်လို့ဘုံနာဝရီတပ်ဖွဲ့တောင်းတွင်းကြီးမှတာဝန်ရှိသူကပြောပါတယ်အဆိုပါလက်နဲ့ခဲရန်တင်ဆောင်လာတဲ့ကားဟာတနအိခန့်အကြာဇတိုက်ပောက်ခွဲမှုဖြစ်ပွားခဲ့တာကြောင့်ယခုလိုဂျန်ဖက်စစ်တာ၅ဦးတေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စတဲရဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးဓမ္မရာအဝဲမြင့်ဒေါင်ဆန်စုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလှုပ်ပေးရန်တောင်းဆိုခဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအချမ်းဘတ်စတဲရဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးတော့ဓမ္မရာအဝဲမြင့်ဒေါင်ဆန်စုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလှုပ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်။စတက်ကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းမှာ ၎င်းတို့တစ်ဖက်သက်စီစဉ်ထားတဲ့တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းတဲ့ဒီမိုကရေစီစံနှုန်းများနဲ့အခြေခံလွတ်လပ်ခွင့်များကင်းမဲ့ခြင်းမဲပေးရန်မဖြစ်နိုင်တဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေတဲ့နှိမ့်ဆက်ဖိနှိပ်မှုအစိုးလိုက်ပြုံလိုက်နေရာရွှေပြောင်းခံရမှုနဲ့နိုင်ငံရေးဆိုင်ရာဇုံရွေးမှုတွေလုံးဝမရှိခြင်းနေကြောင်းဆရာနာရှင်အဖွဲ့ရဲ့လက်ရှိလုံဆောင်မှုတွေဟာတရားမဝင်ဘူးလို့ဥရောပသမဂ္ဂပါလီမန်ကကြေညာလိုက်ပါတယ်။ဒါပြင်ယခုရွေးကောက်ပွဲဟာဆရာနာတင်မှုကိုတရားဝင်မှုဖန်တီးရန် ဇယနာရှင်ဖွဲ့ရဲ့လှပြမှုကိုဖော်ပြနေကြောင်းအပြည်ပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နဲ့တရားဝင်ရွေးကောက်ခံရတအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းဒါကြောင့်စတက်ရဲ့တရားမဝင်ရွေးကောက်ပွဲတွေကိုပယ်ချတယ်လို့ဥရောပသမဂ္ဂပါလီမန်ကဆိုပါတယ်နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုတွေထင်ရှားစွာကျူးလွန်နေတဲ့နိုင်ငံရေးပါတီမပုံတင်ခြင်းဥပဒေနဲ့မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုပြစ်တင်ရှုံးချလိုက်ပြီးတော့ဒါတွေကိုလည်းပြန်လည်ရုပ်သိမ်းဖို့ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ် ဒါပြင်နိုင်ငံတော်တမရအဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်းမကန်ပို့ကိုတောင်းဆန်းစုကြည်အပါဝင်မတရားဆွဲဆိုးထားတဲ့ဒါမှမဟုတ်နိုင်ငံရေးဝယ်ချက်နဲ့ဆွဲဆိုးထားတဲ့ဆွဲချက်များနဲ့အချင်းချားခံထားရတဲ့ရွေးကောက်ခံရာရှိတွေအပါဝင်ခေါင်းဆောင်များအလုံးကိုချက်ချင်းနဲ့အချင်းနေမရှိဘဲပြန်လို့ပေးရန်တောင်းဆိုလိုက်ပါတယ်။လက်ရှိမှာဥရောပတမကအနေနဲ့တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တဲ့အမျိုးသားညှို့ညို့ရေးအစိုးရအန်ယူဂျီနဲ့၎င်းတို့ကိုထောက်ခံတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CHPA အဖွဲ့တို့ကို အသေးမှတ်ပြုတ်ထားတယ်လို့ထပ်လောင်းကြေညာလိုက်ပါတယ်။ဒါပြင်အကြံဖတ်မှုဂျိုးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်အကြံဖတ်စတက်နဲ့ဂျိုးလွန်ခဲ့တဲ့ကြီးလေသောချုပ်ပေါင်းမှုတွေအလုံးကိုလွတ်လပ်တော့ခိုင်မာတော့နဲ့ပွင့်လင်းမြင့်သာသောစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရန်တောင်းဆိုကြောင်းဆေးရနာရှင်ဘွဲ့ရဲ့မြန်မာပြည်သူများပေါ်ဆက်လက်ဂျိုးလွန်နေတဲ့အကြံဖတ်မှုများနဲ့အစိုးရပြုံလိုက်နေရာရွှေပြောင်းနေထိုင်မှုများကိုပြစ်တင်ရှုံချတယ်လို့ဥရောပသမဂ္ဂကထုတ်ပြန်ကြေညာထားပါတယ်။ ဆလဘီဓမ္မတင်ဆက်ပေးခြင်းလာကတော့ဂျာဖျန်ခိုင်းမဖမ်းမိသားသူတွေကိုဇာစရိတ်ပါဝင် နေစဉ်ကုန်ကြားစရိတ်တွေမတတ်နိုင်တော့လို့အ мян လာခေါ်ရန်စကော့မရှင်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ဂျာဖျန်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းများမှဖမ်းဆီးရမိသားသူများကိုဂျွေမိုးရတဲ့စရိတ်တွေပါဝင် နေစဉ်ကုန်ကြားစရိတ်တွေမတတ်နိုင်တော့လို့ဒဆိုင်ရနိုင်ငံအနေနဲ့အ мян ဆုံးလာခေါ်ကြရန်အာနာသိန်းစကော့မရှင်ကတောင်းဆိုလိုက်ပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့နိုင်ငံသားများဟာ ထိုင်းနိုင်ငံမှာတစ်ဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီးတော့၎င်းတို့အနေနဲ့ဒိက္ခမကြောက်အောင်လှုပ်ပေးနေရတယ်လို့၎င်းတို့အနေနဲ့ဒိက္ခမကြောက်အောင်လှုပ်ပေးနေရတယ်လို့ဒါဝင်များလည်းအင်မတန်ကြီးတယ်လို့အချမ်းဘတ်စကောမရှင်ရဲ့ပြောခွင့်ရဗိုလ်ချုပ်စော်မဲလုံးကဒီကနေ့နိုဝင်ဘာ28ရက်နေ့မှာထုတ်ပြန်ပြောကြားလာတာဖြစ်ပါတယ်။အခုသူတို့ရဲ့အစိုးရတွေလာမခေါ်မချင်းသူတို့ကိုထိန်းသိမ်းထားရတဲ့တာဝန်အင်မတန်ကြီးပါတယ်။ဒီနေ့တာလိုအပ်တဲ့စားစရာတွေပြင်တောက်ရည်သုံးရည်ကအစဝယ်စရာနဲ့အိတ်စရာအစုံအလုံးဖြည့်ဆည်းပေးထားရတယ်လို့၎င်းကဆိုပါတယ်။ ၎င်းတို့တို့ဇာစရိတ်ပင်တနေ့ကို၃နက်စာအတွက်တဦးကို၁တောင်းခွဲချက်နှုန်းအ ਨੇ ဆုံးကုန်ကြတာကြောင့်၂၀၂၄ခုနှစ်ဒီဇင်ဘာလ၁၀ရက်ကနေယခုနှစ်နိုဝင်ဘာလ၂၂ရက်နေ့ထိငွေကျပ်ဒိန်တောင်း၃000ကျော်သုံးစွဲကုန်ချခဲ့ရတယ်လို့ဗိုလ်ချုပ်ဆော်မဲလုံးကပြောပါတယ်။အခုနိုင်ငံတော်အနေနဲ့နိုင်ငံသိက္ခာမကြောက်အခုလိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ကိုယ့်ရဲ့နိုင်ငံသားတွေကိုအမြန်ဆုံးလာရောက်ခေါ်ဆောင်ကြဖို့ကိုလည်းပြောကြားလိုပါတယ်လို့အချမ်းဘတ်စခွန်မရှင် ပြောခွင့်ရဇော်မဲလုံးကဆိုပါတယ်။ ဒါပြင်ကရင်ပြည်နယ်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ဂျာဖျန်ဂိုင်းနယ်ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံကဖွဲ့စည်းထားတဲ့ Scan Center Strike 4 ASAF နဲ့အောက်လော့တော်မှာအဆိုပါကိစ္စအားနှိမ်နှင်းရေးဆွေးနွေးမှုဟာဘွဲလန်တို့ဖျက်ခင်းခြင်းသာဖြစ်တယ်လို့၎င်းကစွဆွဲပါတယ်။အဆိုပါဒေတာမှာ KK ပတ်ရွေခေါကိုနဲ့ကြောက်ခတ်ဆိုပြီးဂျာဖျန်ဂိုင်း၃ခုရှိပြီးတော့2023ခုနှစ်အောက်တိုဘာလ9ရက်မှယခုနှစ်နိုဝင်ဘာ26ရက်နေ့အထိ ငါးဆန်းနှစ်နိုင်ငံမှာနိုင်ငံသားသား6582ဦးကိုဖမ်းဆီးလွှဲပြောင်းပေးထားတယ်လို့စစ်ကောက်မရှင်ကထုတ်ပြန်ပါတယ်။သို့တော့အဆိုပါဖမ်းဆီးရမိသူတွေဟာအဓိကတာဝန်ရှိတဲ့ရာဇဝဲခိုင်းခေါင်းဆောင်များမဟုတ်ကြပါနဲ့။ဝန်ထမ်းများနဲ့လုံသမားများသာဖြစ်ကြပြီးတော့အစားအုံများကိုအယောင်ပြဖြိုချဖျက်ဆီးပြနေတယ်လို့မြေပြင်ရင်းမြစ်တွေထံကသိရပါတယ်။အကြမ်းဖက်စစ်ကောက်မရှင်ကတော့၎င်းတို့နဲ့လက်အောက်ခံ KN နဲ့ဂျာဆောင်တက် PGF အပြေရက်ပြီးထိတွေ့ဆက်ဆက်နေတယ်။ DKPA တို့ရဲ့ပါဝင်လောက်ကန်ပတ်သက်နေမှုများကိုဖုံးကွယ်ပြီး တဖက်ထိုင်းနိုင်ငံနဲ့၎င်းတို့ကိုခုခံတော်လှန်နေတဲ့ KNU ဘပေါ်ပြည်တင်လွှဲချလျက်ရှိနေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ကြတဲ့တရင်ပိတ်တများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါတရင်တော်လိုင်းရဲ့ဘက်တော်သားများရဲ့တရင်များနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှုံလန်းချမ်းမြေကြပါစေခင်ဗျာ။